ခုဗီဒီယိုကနည်းနည်းရှင်းသွားရင်တော့ဒီခံပြီးတော့အဆောင်ထိကြည့်ပါကြောက်လဲဆိုတော့ဒီဗီဒီယိုကကျွန်တော်စူးစမ်းပြီးတော့စေတနာတတနဲ့တင်ပေးတာပဲဖြစ်ပါတယ်အားလုံးကိုလည်းရရှိချင်လို့ပါအားလုံးမင်္ဂလာပါကျွန်တော်အခုပြမဲ့ကိုရင်ကတော့ဒီ16ရက်နေ့ဇယ်လပိုင်းအတွက်เนาะ ီဟာကိုကျွန်တော်ဘလိုရှာလဲကိုတခါတည်းပြပေးမှာကျွန်တော်လည်းသူလိုက်ကြည့်ပေးဖို့တောင်းဆိုပြစီ3နဲ့3ပေါင်း6ပြီးတော့ဟိုဘက်က9နဲ့2 9နဲ့2ပေါင်းတော့တက်ဟာ6ပေါင်းဝါတက်6ပေါင်းဝါတက်နော်နောက်တစ်ခုက3နဲ့2ပေါင်း5ဒါဆိုဟိုဘက်က 6နဲ့4ပုံ3ည5ပါဝါ3ညဆိုတော့4ချပေးရတယ်3ညနောက်တစ်ခုက8နဲ့8 6 8နဲ့8 6ဆိုတော့6ရဲ့ပေါင်းက1 9နဲ့6ကပေါင်းတော့1နောက်တစ်ခုက6နဲ့9 5အဲဆို8နဲ့9ရဲ့ပေါင်းက3ည8က3ညဖြစ်အောင်ကျွန်တော်တို့နှစ်ထည့်ပေးမယ် နှစ်သက်ပဲပြီးပြီဆိုတော့နောက်တစ်ဆိုင်ကတောင်းလုံးပုံချင်း838ပုံချင်းတော့6တောင်းနဲ့တောင်းပုံချင်းက6ကိုလေးနှစ်ပုံချင်းက9နှစ်နဲ့တောင်းကပုံချင်းလည်း9 နောက်တစ်ဆိုင်က96နဲ့ပေါင်းချင်းက3ဒါဆိုရင်တော့8နဲ့3ဖြစ်ဖို့8နဲ့5တို့ပေါင်းပေးမယ်နော်8နဲ့5ဒါဆိုရင်လည်း3ပဲကဲအခုတစ်ပတ်ကြတော့ဒီတစ်ပတ်ကြတော့46ပေါင်းချင်းက9ခုနဲ့ဆိုရင်တော့9ကို9ဖြစ်အောင်8ထပ်ပေါင်းပေးမယ်နော် ကိုကိုခွန်ပြေအောင်ဒီမှာကျွန်တော်တို့ရှစ်ထည့်ပေးလိုက်မယ်ရှစ်ထည့်ပေးလိုက်ခါကြတော့9နဲ့ရှစ်ပေါင်းတော့ခုနှစ်ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကဒီနှလုံးတော့ရပါပြီရှစ်နဲ့နှစ်နောက်တစ်လုံးပဲကြာတော့တယ်ဒါဆိုရင်ရှစ်ရှစ်ကဒီရှစ်ကကျွန်တော်က break ပုံချင်းလို့ပြတာเนาะရှစ်3 3 5နှစ် ဒီ3လုံးပေါင်းဒီ4လုံးပေါင်းတဲ့အခါကျတော့ကျွန်တော်တို့ကတောင်းပြန်ရတယ်။ရှေ့ရဲ့ပါဝါကတောင်းနော်။ဒါပပေါင်းချင်း break ကိုပြတာပါနော်။အားနှစ်နှစ်ရဲ့ပါဝါကခွန်ခွန်နှစ်ခွန်နှစ်ဆိုရင်တော့ကျွန်တော်တို့ခုနအပေါ်အတိုင်းပဲဆက်သွားမယ်။3324 3324ပုံလိုက်တော့2နော်2ပြိုင်မှာတော့ဝင်တယ် တောင်းတောင်းနှစ်လေးဒါလေးလုံးပုံချင်းပရိတ်ကိုဖမ်းတာပါမှားရင်လည်းပြန်ပြောပါတော့နောက်တစ်ဆိုင်ကြတော့နှစ်နှစ်ရပါဝါခွန်ဒါပေမဲ့ဒီနေရာကြတော့ပါဝါနဲ့တိတ်မကြတော့ဘူးเนาะသူကဒဲဒဲပဲကြာခဲ့တာရှေ့356ရှေ့356ပုံချင်းက2โอเคဒါဆိုရင်2ပြတ်ကြတယ်

ရှစ်တလောင်းရယ်နှစ်တလောင်းရယ်တုံးကြ break နဲ့ဖြစ်ပို့ဆိုရင်တော့ကျွန်တော်တို့ပါထည့်ပေးရမှာလဲကျွန်တော်ငါးနဲ့တမ်းမဟုတ်ရင်တုံးကြထည့်ပေးရမှာပေါ့နော်ဒီ to site ကြတော့ power အမောင်း1 chain ပေါ့နော်နှစ်တုံးပေါ့ငါငါးတုံးကြ1 chain ငါးဝင်38 38ဆိုရင်16ပေါ့နော်ဒီမှာ865ဆိုပြီး6ပဲနော် ်နောက်တစ်ဆိုင်ကြတော့ရှင်းနေရှင်းပေါင်းချင်တာ6 1 956ဆိုပြီးထွက်ခဲ့တယ်6ဝင်ပါပြီနောက်တစ်ခုကရှင်းနေတော့ပေါင်းချင်တာ1 1ပါဝါ6 646ဆိုပြီးထွက်လာခဲ့ပါတယ်နောက်တစ်ခုကပေါင်းနဲ့6ပေါင်းချင်တာ9 9ပါဝါ4 9 4 ကိုခွန်ရှေ့ဆိုပြီးတော့ကိုထိတ်စီနဲ့ကြလာခဲ့ပါတယ်အခုဘက်ကတော့6နဲ့9 6နဲ့9ဆိုရင်9 9 3ညဆိုပြီးတော့ပါထွက်มาလဲခုနကလည်းကျွန်တော်တို့ပါရထားလဲဆိုတော့ရှေ့ရဲ့2ရဲ့3ညပြည့်ရဲ့9ပြည့်ရဲ့ဆိုပြီးတော့ရထားတယ်เนาะအဲဆိုအခုဘန်းချိန်က9နဲ့3ညဆိုရင်တော့ကတ်ထည့်လိုက်ရင်တော့တကယ်ကနန်းကောင်းလေး ထွက်လာပါတယ်ခင်ဗျာဒီ site ကြတော့ထူးထူးခြားခြားတိတ်မရှိပေမဲ့လည်းနည်းနည်းတော့ပြလိုက်မယ်နော်အာထွက်လဲဆိုတော့3နှစ်4 3နှစ်4ရဲ့ power က6.9ဆိုပြီးတော့ dead power နဲ့ကြာတယ်နော်အဲ့မှာထွက်ချလာတာ6.8ဆိုပြီးတော့ထွက်လာတယ်အခုဒီဘက်မှာရော3နှစ်4ရဲ့အောက်မှာ နှစ်ဆိုပြီးတော့ထွက်လာတယ်เนาะကျွန်တော်တို့အခုရှာထားတဲ့ဟာကြတော့လေဒီ98နှစ်ပြောရလို့ရတယ်လို့38နှစ်တကယ်လို့ပါဝါချိန်ပြီဆိုကိုညာနဲ့ကိုသုံးပြီးတော့သုံးသက်ပြီးပထိုးကြည့်ပေါ့เนาะကျွန်တော်လဲတတ်အပ်ပြီးတော့မပြောနိုင်ပါဘူး နှစ်ဒီနေရာလေးကို screen shot လေးရိုက်ထားပေးပါနော် screen shot လေးအားလုံးပဲကျေးဇူးတင်ပါတယ်